ရက်30ပြက်ခတ်ရက်ဆဲဖို့မော်စကိုကဂရီကိုပြုလိမ့်မယ်လို့မျှော်လင့်ကြောင်းယူကရိန်းတမ္မတဗိုလိုဒီမာဇယ်လန်စကီကတနင်္ဂနွေနေ့မှာပြောလိုက်ပါတယ်။ တိုက်ရိုက်အပြစ်ရဲ့ဆွေးနွေးပွဲတွေအတွက်ရုရှားနဲ့တွေ့ဆုံဖို့ကီဖ်ကအသင့်ရှိပါကြောင်းလဲဆက်လက်ပြောကြားလိုက်ပါတယ်ခရမ်လင်မှာကျင်းပတဲ့ညဘက်သတင်းစာရှင်းလင်းပွဲမှာရုရှားသမ္မတဗလာဒီမာပူတင်ကမေလ12ရက်နေ့မှာအစ္စတန်ဘူမှာတွေ့ဆုံဆွေးနွေးကြဖို့ခေါ်ယူလိုက်ပြီးတဲ့နောက်ဇလန်စကီကအဲ့လိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့အပြစ်ရပါမယ်လို့တော့ပြောသွားတာမရှိပါဘူး ပြင်သစ် UK ဂျာမနီနဲ့ပိုလန်နိုင်ငံတို့ကကောင်းဆောင်တွေက Kiev ကို စနေနေ့ကတွားရောက်ခဲ့ပြီးတဲ့နောက် American သမ္မတ Donald Trump ရဲ့ထောက်ခံမှုနဲ့ဒိန်းလာနေကစတင်လို့ Ukraine မှာခြွင်းချက်မရှိအပြစ်ရဖို့ရုရှားကိုဖိအားပေးခဲ့ပါတယ်။ရုရှားရဲ့ကျူးကျော်မှုဟာ၃နှစ်ကျော်ကြာမြင့်လာခဲ့ပြီးဖြစ်ပြီးပြည်သူထောင်ပေါင်းများစွာဟာလည်းတည်ဆုံခဲ့ရပြီးဖြစ်ပါတယ်။လူတွေကိုနောက်ထပ်တရက်ကလေးတောင်ဆက်ပြီးတက်ဖြတ်ဖို့ဘာအကြောင်းမှမရှိဘူး။ မေလာ၁၂ရက်နေ့ကစပြီးအပြည့်အဝထာဝရတည်တံပြီးယုံကြည်စိတ်ချရတဲ့အပြည့်ရဲ့စေရေးကိုရုရှားကပြုလုပ်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ယူကရိန်းဘက်ကတွေးဆဖို့အသင့်ရှိပါတယ်လို့ဇယ်လန်စကီးကလူမှုမီဒီယာပေါ်မှာပြောထားပါတယ်။ရုရှားထံကနေအပြုသဘောဆောင်တဲ့အချက်ပြမှုကို တွင်မြင်ခဲ့ရတယ်လို့ယူကရိန်းကောင်းဆောင်ကရှာရှာပါပါအကောင်းမြင်ပြောကြားခဲ့ပါတယ်။ လူ့သောမီဒီယာရဲ့ဆက်လက်ကြံပေးမှန်းဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။